အတင်းတော်တွင်တက်တာဆိုပြီးတော့အဲ့တော့ဘယ်လိုလုပ်အပြင်လောကထဲမှာတက်သွားလဲတော့ကျွန်လည်းမသိပါဒါကြောင့်ကျွန်တော်ယူသွားဆိုတော့ပြောတာပါမင်းအုပ်ဆိုးလို့ပေါ့သူ့ရဲ့ဟိုအခွေကစင်စာရှိပေမဲ့အခွေလမ်းမှာပြတ်သွားတယ်သူဖြည့်ရှင်းတယ်သူမပြည့်ဘူးတဲ့သူမလုပ်ဘူးသူလောက်တာဒီလိုပဲအတင်းတော်တွင်ကန့်တတ်အငင်းနဲ့ကျွန်တော်တို့အများကြီးလုပ်ပါတယ်ဒါပေမဲ့အပြင်လောကကိုဘယ်လိုဖောက်ထွက်သွားလဲမသိဘူးဒါကိုအခုလိုထောက်ပြတဲ့အတွက်အဘိဓမ္မာတရားနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ဒီ ကြောဆုံမှုတွေကိုကျွန်တော် renew လုပ်ပါမယ်စနစ်တကျနဲ့ဖွဲ့စည်းပါမယ် and နောက်တော့လည်းပဲကျွန်တော်အခွင့်လေးများကြည့်မိလို့လိလာကြီးခုနအမှားများရှိရင်လည်းပဲဆက်လက်ပြီးတော့ကျွန်တော်ကိုခေါ်ယူပြီးအကြံဉာဏ်ပေးလို့ရပါတယ်အခုဒီမှာတရားပွဲလေးကိုလုဆောင်ပေးတဲ့အဲဆရာတော်ကြီးဦးအကဓမ္မအပေါ်မှာလည်းပဲကျွန်တော်ကျေးဇူးတင်ပါတယ်လာရောက်တရားနာတဲ့ခொနည်းသားသမီးနဲ့တိုင်ရင်မှုယူလဲကျေးဇူးတင်တယ်တိုင်ရင်မှုကြော်လဲကျေးဇူးတင်တယ်ဒုတိုင်ရင်မှုကြော်လဲကျေးဇူးတင်တယ်ပြီးတော့ခုန ကျွန်တော်အင်မတန်လေးစားပါတယ်ဆရာဦးစန်းလည်းကျွန်တော်ရန်လေးစားပါတယ်အဲဒါကိုဒီထောက်ကြတဲ့အပေါ်မှာလည်းပဲကျွန်တော်အရန်ကြည့်လို့အားရမိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပြုပြင်လို့ရပါတယ်ပြုပြင်နိုင်ရင်ကောင်းတာပါပဲအဲ့တော့ခံယူပါလေနောက်ဆရာဦးမောင်မင်းလည်းပဲအချက်လက်တွေအများကြီးထောက်ကြတဲ့အခါမှာကိုယ်ညီလို့သဘောထားလို့ခုနဆရာဦးစန်းနဲ့တုံးလို့ပေါ့မေတ္တာလေးနဲ့လို့ဆောင်သွားပြည့်တဲ့မေတ္တာအကျိုးလေးပဲတယောက်ပါစေလို့ဒါကြောင့်ဒီနေရာမှာကျွန်တော်ရှင်းပြခြင်းဟာ မြန်မာအပိဓာန်ကိုကျွန်တော်အာပြုပါတယ်။အဲနောက်တစ်ခုကကျွန်တော်တမန်ကျမ်းစာကိုအာပြုပါတယ်။တမန်ကျမ်းစာကိုအာပြုတဲ့အခါမှာခုနကကျွန်တော်ပြောသွားတဲ့ယေရှုခရစ်တော်ဟာကျမ်းစာထဲမှာပြိတိတ်ပေးခြင်းခံရတော်သူအနေနဲ့လူသားတွေကိုကဲ့တင်တယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကကဲ့တင်ရှင်ဆိုတဲ့စကားကိုတုံးတယ်။အဲ့ဒါအမှန်တကယ်တော့ကျွန်တော်တို့ကဒီမြန်မာအပိဓာန်လေးကိုကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာအော်လေးစားတာလေဆိုတော့ကဲ့တယ်ဆိုတာ ဒီဒုက္ခစိရဲမှာလွတ်မြောက်အောင်ဆောင်ရပေးခြင်းအဲ့တော့ယေရှုကဲယေရှုကဲတယ်လို့ပြောတာမှာကျွန်တော်တို့အနေနဲ့တခြားသောပုဂ္ဂိုလ်တွေတော့ဘယ်လိုသုံးလဲတော့မသိဘူးယေရှုကဲတယ်ဆိုတဲ့စကားလုံးလေးကကျွန်တော်ပြန်ကြည့်ရင်ကဲတယ်ဆိုတဲ့စကားကိုမြန်မာအပိဓာန်ထဲမှာဘယ်လိုလဲပြောနေတော့ဘေးဒုက္ခစိရဲမှာလွတ်မြောက်အောင် ဆောင်ရွက်ပေးတယ်ဆောင်ရွက်ပေးတာသူတစ်ပါးဤအကျိုးကိုလိုလားခြင်းသူတစ်ပါးဤအကျိုးကိုလိုလားခြင်းအဲ့တော့ဆရာတော်ဦးဇောတိကကသူတစ်ပါးရဲ့အကျိုးကိုလိုလားခြင်းကိုမေတ္တာလို့ခေါ်တယ်ကွာဘာဖြစ်လို့လဲဆိုတော့သူစာအုပ်ကလမ်းမှာပေါ်ပြန်ရောက်လာတာလေမေတ္တာပြရမယ်အဲ့ဒီစာအုပ်လေးဆိုလေ့လာကြည့်တဲ့အခါမှာသူတစ်ပါးရဲ့အကျိုးကိုလိုလားခြင်းကိုမေတ္တာလို့ခေါ်ပါတယ်ဒါကြောင့်ကျွန်တော်ကပြန်ပြီးလေ့လာကြည့်တော့ကဲတယ်ဆိုတာဘာလဲကွာကျွန်တော်လေ့လာတယ်လေ့လာတော့ကျွန်တော်စကားလုံးကိုလေ့လာတယ် ဘေးဒုက္ခဆင်းရဲမှလွတ်မြောက်အောင်ဆောင်ရွက်ပေးခြင်းအဲ့ဒီဆောင်ရွက်ပေးမှုကဘာဆောင်ရွက်ပေးတာလဲဆိုရင်သူတစ်ပါးရဲ့အကျိုးကိုလိုလားတာပါအဲ့ဒီသူတစ်ပါးရဲ့အကျိုးကိုလိုလားခြင်းကိုဘာလို့ခေါ်လဲဆိုရင်မေတ္တာလို့ခေါ်ပါတယ်ဒါကြောင့်မေတ္တာတရားနဲ့ကျွန်တော်တို့ကိုဒုက္ခဆင်းရဲကလွတ်မြောက်ဖို့အတွက်ပဲလှုပ်ဆောင်ပေးတယ်အဲ့ဒီအပေါ်မှာသူရဲ့လုံဆောင်ပေးမှုလေးကိုမျက်လို့ပြီးသူရဲ့လုံဆောင်ပေးမှုဟာကောင်းဝင်နိုင်ငံကိုရောက်ပါလေဆိုတဲ့အကူကြည့်တော့ကောင်းဝင်နိုင်ငံကိုရောက်သွားရင်တမန်ကျားစာရဲ့မှာရှိတဲ့ငရဲကရောက်ဒါလေးတွေကိုခုန ကျွန်တော်ရောက်တဲ့နေရာလေးဒီမှာဝင်သွားတာအဲ့တော့ဗုဒ္ဓဘာသာနဲ့ခရိယဘာသာကိုရောပြောတာလည်းပဲဗုဒ္ဓဘာသာကိုထိတိုင်နေတာဆီလို့ပြီးဗုဒ္ဓရဲ့အကြောင်းကျတော့အကြောင်းတော့သာသနာတော်ရဲ့အကြောင်းတော့မင်းမင်းစီရဲ့ဆန္ဒမပါဘဲနဲ့လက်တလို့ရှိတဲ့အခြေအနေမှာမနဲ့ဖြံများတည်တော်ခဲ့ခြင်းသူတို့ဒီတရားလေးသိပါစေလက်မှန်လေးနဲ့သူတို့နိစ္စရာဘုံကြီးချောင်းသွားတဲ့ဆရာတော်ကိုပြန်ဆက်ရှောက်ဆရာတော်ကပြန်တော်နေတာကိုပြန်နာပြီးသူတို့ဓမ္မလမ်းကြောင်းလေးလိုက်ဖို့အတွက်ကျွန်တော်ပြောတာပါနောက်တစ်ခုကကျွန်တော်ကလည်းဒီမှာဆ ောက်ဥစားတဲ့နေရာတော့ပါလေအဲ့ချိန်မှာကျွန်တော်ကတနာရီလောက်တော့တိတ်ချင်းရလို့အချိန်လို့နေရာကတော့ခုနဆရာပြောသွားတဲ့အချက်လက်တွေကိုကျွန်တော်ကအကျေမချဲတော့ပဲနဲ့ကျွန်တော်ပြောမိတာဆရာကအကျေတံပြောတော့ကျွန်တော်များကြီးကျွန်တော်အတွက်နောက်နောက်ဆိုရင်ဒီစကားသုံးရင်ငါဘယ်လိုအချက်လက်တွေနဲ့ပြောရအောင်လဲဆိုတော့ကျွန်တော်ပြင်ညာရပါတယ်လို့ဒါကြောင့်ကြီးတော်သူကငယ်တော်သူအပေါ်မှာတို့မဟုတ်ပြည့်စုံတော်သူကလက်တာနေတော်သူနောက်ပြီးတော့မေတ္တာနဲ့ဝေငှပေးတဲ့ပုံမှာဖြည့်စည်းပေးတဲ့ဥဒ္ဒရာမေတ္တာလည်းပဲကျွန်တော်ကတော့ပြပါတယ်။နောက်ဆက်လက်ကြတော့ပြပါ ဒါကြောင့်ကျွန်တော်လေ့လာတဲ့အခါမှာဘေးဒုက္ခဆင်းရဲကလွတ်မြောက်အောင်အဲ့တော့ဘေးဒုက္ခဆင်းရဲဆိုတဲ့နေရာမှာကျွန်တော်ကတစ်ချက်ကလေးပါကျွန်တော်ပွားကြည့်မိလိုက်တာအချင်းချင်းကလေးကျွန်တော်ပွားကြည့်မိလိုက်တာအချင်းချင်းကလေးပွားကြည့်မိလိုက်တယ်ဆိုတော့ ီရုပ်တွေနဲ့စိတ်တွေတော့အများကြီးမခွဲတော့ဘဲနဲ့ပရမတ်လေးကိုကျွန်တော်လုပ်ကြည့်တာပါပရမတ်တရားပရမတ်ထပေါ်ပြန်နော်ပရမတ်လို့ပဲယူမယ်တရားကျွန်တော်ကြည့်တဲ့အခါမှာစိတ်စိတ်တဲ့ရုပ်နေပါဆိုပြီးကျွန်တော်လေးလို့ရှိတာပေါ့ဒါပေမဲ့စိတ်ဆိုတာဘယ်လောက်ကျဲတယ်စိတ်တိုင်းဘယ်လောက်ကျဲတယ်အရုပ်ပဲနဲ့ပါရှိတယ်ဒါတွေကိုကျွန်တော်ကမပြောတော့ဘဲနဲ့စိတ်နဲ့စိတ်တိုင်းပေါင်းတာကိုနာလို့ခေါ်ရဲဆိုတာ အဲ့တော့ယုံနဲ့နာနဲ့ရှိသွားတယ်အယုံနဲ့နာနဲ့ပြန်ပေါ့တော့ပုဂ္ဂိုလ်တ attva ဆိုပြီးဘာပဲဖြစ်ဖြစ်တော့မပေါ်ခံရအောင်တက်လာရဒိဋ္ဌိနေတယ်ပဲဖြစ်ဖြစ်ပညာတရားအနေနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကပုဂ္ဂိုလ်လို့ပေါ့အဲ့ဒီပုဂ္ဂိုလ်မှာနာရှိတယ်ယုံရှိတယ်ဆိုတော့အဲ့ဒီယုံတရားနာတရားပြီးတဲ့ကျွန်တော်တို့ကဒါလေးနဲ့တန်ကြည့်တာပါဟုတ်ငွေမယ်ဒီမှာသိမယ်အဲ့တော့ငွေဖွာခြင်းနဲ့အသိဆုံးခြင်းကြားထဲမှာကျွန်တော်တို့ကရှင်းတယ်ကြတယ်ဒါကြောင့်ဘာဝော ်ဘဝဆိုတာဘဝဘဝဆိုတာဖြစ်ခြင်းအဲ့တော့စင်တန်ကြီးဆိုတဲ့ဖြစ်စဉ်တစ်ခုကိုကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်ဝေးပွားပြီးပြီဟိုဘက်မှာဘာဖြစ်မလဲခဏထားစင်တန်နေတဲ့အခါမှာစင်တန်မှုမှာဘာရှိလဲဆိုရင်ခုနဇာတ်တော်ဘောနော်အစီအစဉ်မှာကြောက်ကျွန်တော်ဒီလိုကြီးတာရုပ်တရားဉာဏ်ရရှိတယ်အဲ့တော့ရုပ်ဆိုတာကရူပရူပဆိုတာကရုပ်ရုပ်ဆိုတာကပေါက်ပြံပြည့်စည်တတ်တော်တွေပေါက်ပြံပြည့်စည်တတ်တော်တွေအဲ့တော့ရုပ်ဆိုတာပေါက်ပြံပြည့်စည်တတ်တဲ့အတွက် တို့မှာချမ်းသာလေးဆိုတာမရှိဘူးရုပ်ကအမြဲတမ်းနှိမ့်ဆက်တယ်ဒါကြောင့်ဆင်းရဲတဲ့ဒုက္ခဒါဆိုရင်ရုပ်မှာလည်းပါရှိတယ်ဒုက္ခရှိဒါပြီးတော့ကျွန်တော်ငန်ငန်ဆိုတာစိတ်နဲ့စေတသိက်ပေါင်းတာစေတသိက်ဆိုတာစိတ်ကိုချဲ့တာစိတ်ဆိုတာအာယုန်တိတဲ့ဘောသဘောအာယုန်ကိုတိတတ်တဲ့သဘောနဲ့အာယုန်ကိုချဲ့တဲ့ငန်အဲစိတ်တည်းနဲ့စိတ်ပေါင်းတော့ငန်ငန်မှာကျွန်တော်တို့စိတ်ထောင်းတော့ကိုချင်းစိတ်ပိုင်းဆိုင်ရာမှာလည်းပဲကျွန်တော်တို့စိတ်ဓာတ်ဥပဒနာနဲ့ကြည့်မယ်နော်အဲ့တော့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာလည်းပဲကျွန်တော်တို့ကမမြဲဘူးအနိစ္စဒုက္ခအနတ္တလို့ပြောကြတယ် ျွန်တော်တို့ဆင်းရဲမှုဆိုတာရှိတာအဲ့တော့ဉာဏ်လဲဆင်းရဲတယ်ရုပ်လဲဆင်းရဲတယ်ဆိုရင်ရုပ်နဲ့ဉာဏ်နဲ့ပေါင်းတာအဲ့ဒီပုံစံသတ္တဝါမှာဘာပဲရှိလဲဒုက္ခဆင်းရဲခြင်းဘာဖြစ်လို့လဲဆိုတော့ဖြစ်ပြီးပြည့်နေလို့ဆိုတော့ဒီလိုပြန်ချလိုက်လို့ရှိရင်ဒီမှာပါရှိတဲ့ဒုက္ခနိဗ္ဗာန်ဆိုတာကဒုက္ခချုပ်ငြိမ်းရဲ့ဆိုတော့ဒုက္ခအဲ့တော့ရောဂါမှာဒုက္ခနဲ့ဒုက္ခတရားအဲ့တော့ကျွန်တော်တို့ကဘာမှရှိလဲဆိုတော့ရုပ်တရားဉာဏ်တရားနဲ့ပုဂ္ဂိုလ်တ attva အနေနဲ့ပုထုဇဉ်နေရာမှာပြောမယ်ဆိုရင်ဒီနေရာမှာရှိနေတာကျွန်တော်ဒုက္ခ ဲ့ဒုက္ခရောက်နေတဲ့အချိန်တွေကနေဒုက္ခကနေလွတ်မြောက်ဖို့နိဗ္ဗာန်တည်ဖို့သောနန်းကိုမဲ့လန်းတယ်ပေါ့ဒါပေမဲ့မဲ့လန်းမလျှောက်နိုင်လို့ကျွန်တော်တို့ဒီတရားကိုမချစ်နိုင်ဘူးဘယ်လိုလုပ်ရမလဲလို့စဉ်းစားတဲ့အခါမှာနောက်တစ်ခုတွေ့သွားတာကကြောင်းလဲမှုပေါ့မဟာကြောင်းလဲမှုလို့ခေါ်တာပေါ့ဒါဆရာတို့လည်းခေတ္တမှာကြည့်ပြီးတော့အဲ့ဒီမှာကြောင်းလဲမှုမှာဘာသာရေးနဲ့မပတ်သက်ပါဘူးအဲ့တော့ဒုက္ခနဲ့ဒုက္ခ တော့တရားဆိုတာလည်းပို့ဆောင်ပေးတဲ့သောသဘောကယ်တင်ပေးတဲ့သောသဘောတရားလို့ခေါ်တာဒါပေမဲ့ဓမ္မအနေနဲ့ကတော့ဒီမှာဘယ်နှမျိုးရှိလဲဆိုလို့ရှိရင်16မျိုးကိုအင်္ဂလိပ်ဗိဒာအင်္ဂလိပ်ပါဠိဗိဒာမှာဖွင့်ထားတယ်အဲ့တော့အဓိကကတော့တရားဆိုတာကိုပြန်ကြည့်မယ်ဆိုရင်တရားဆိုတာကမြမအဖိတာမှာတရားဆိုတာကပို့ဆောင်ပေးတဲ့သောသဘောကယ်တင်ပေးတဲ့သောသဘော ဲ့တော့ပို့ပေးတယ်ကျဲတင်ပေးတယ်ဆိုတော့ပြန်ကြည့်ရင်ဒုက္ခကနေဒုက္ခဒုက္ခဆင်းရဲခြင်းကနေလွတ်မြောက်ပြီးဒုက္ခချမ်းသာရောက်အောင်လှုပ်ဆောင်ပေးတာအရင်ကြည့်တာဒုက္ခဆင်းရဲခြင်းတွေကနေလွတ်မြောက်ဖို့ဒါပဲအဲ့တော့တရားဆိုတာကဒုက္ခဆင်းရဲခြင်းတွေလွတ်မြောက်ဖို့မှန်ကန်စွာလှုပ်ဆောင်ပေးတဲ့အမှန်အမှန်ကိုပါဠိလိုတမာလို့ခေါ်တာဒါကြောင့်ကျွန်တော်တို့တမာကျမ်းစာမှာဖော်ပြပါတယ်ဆိုတော့တမာတရားဆိုတာပြန်ပါအဲ့တော့ကျွန်တော်တို့ဒီသမာဓိရောဘာဖြစ်လို့ယုံကြည်ရတယ်လဲဆိုတော့အမှန်ဖြစ်လို့ဘာဖြစ်လို့ယုံကြည်ရဖရာတို့ကဖရာပြောမှခံဘူးကွာ ရတယ်ယေရှုခရစ်တော်ကျွန်တော်အဲ့တော့ကျွန်တော်တို့ကဒီကနေ့ပြန်ကြည့်မယ်ဆိုရင်တော့မဟာတောင်းလည်းမဟုတ်ဘူးပေါ့ကျမ်းချက်တွေတော့ရှိပါတယ်ဒါကတော့နော် က်ရှင်ကျင်းလို့အမောင်မအလင်းလို့တော့ရှင်းအောင်ရမယ်လူမျိုးချင်းလို့စာတန်းစာတန်းဆိုတာအမှန်ကယ်တော့ဟေတယ်လို့ဘာမှလုံးကရန်သူလို့ခေါ်တယ် ီလိုကျွန်တော်ပြန်ကြည့်ရင်သေခြင်းအမောင်ချင်းအောင်စာတန်သေခြင်းဆိုတာအဲ့ဒါမကောင်းတာပဲတမချမ်းသာရမကောင်းတာပဲဒီဘက်ကပြန်ကြည့်တမချမ်းသာရကောင်းတာပဲကောင်းတယ်ဆိုတဲ့အပိုင်းမကောင်းတဲ့အပိုင်းနဲ့ကောင်းတယ်မကောင်းတဲ့အပိုင်းမှာဘာခံစားရမလဲဆိုရင်ဒုက္ခပဲကောင်းတဲ့အပိုင်းမှာဘာခံစားရလဲဆိုရင်ဒုက္ခပဲဒါကြောင့်ဒုက္ခကနေဒုက္ခချမ်းသာဖို့အတွက်ဒါကြောင့်ရည်ရွယ်ချက်ကဘုရားဘာသာတရားကောက်ွယ်သွားဖို့ဘုရားဘာသာတရားမှန်မှန်ဘူးဆိုတဲ့သဘောတရားမပါဘဲနဲ့ ခုနပရမတ်နဲ့ဒုက္ခဒုက္ခကိုဒါကြော်ဆွဲလိုက်လို့မြင်သွားတဲ့အခါမှာအော်သူတို့တွေဒီလိုမလုံနိုင်ရင်ဖြင့်ဒီဒုက္ခတွေကလွတ်သွားဖို့အတွက်ငါဘာလို့ပြရမလဲငါဘာလို့ကုညီနိုင်တယ်လဲဆိုတော့တမာဆန္ဒတမာမေတ္တာနဲ့လုကြည့်လိုက်တဲ့အခါစံစာမှာအတိတ်ကဘာပြောလဲဆိုလို့ရှိရင်တေခြင်းကနေအသက်ရှင်ခြင်းကိုကုပြောင်းနေတဲ့အဲ့ဒါယောဟန်ခန်းကြီးကငယ်ငယ်24ငါအမာကန်ဆိုဒီကငါစကားကိုနားထောင်၍ငါ့ကိုစေလွတ်တော်မူသောသူကိုယုံကြည်တော်သူသည် ထာဝရအသက်ကိုရသည်ဖြစ်၍အပြည့်စီငင်းကိုမခံရတေခြင်းမှာအသက်ရှင်ခြင်းကိုကုမြောက်တော်သူဖြစ်၏ဒါကျွန်တော်ပြောတာမဟုတ်ဘူးတမန်ကျမ်းစာထဲမှာပါတာဒါကိုကျွန်တော်ကတော့တွေ့တာအော်ဒီလိုလားပြီးတော့အမှောင်ကနေအလင်းကိုကုပြောင်းသွားတယ်အဲ့ဒါတိပ္ပိခန်းကြီးနဲ့အငယ်ကိုသင်တို့မူကမှောင်မိုက်ထဲမှာအံ့ဝယ်သောအလင်းတော်သို့ခေါ်တွင်းတော်မူသောသင်ဤဂုံကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်၏။ဒါနဲ့တမန်ကျမ်းစာထဲမှာပါ။ပြီးရင်ချီနောင်ခြင်းကလည်းလွတ်မြောက် ချင်းကိုကူပြောင်းသွားတယ်ဂလာတိခန်းကြီးကအငယ်ဆက်တော့ညီကိုတို့တင်တို့ဒီလွတ်ချင်းခွင့်ကိုရတော်သူများဖြစ်ကြတယ်စာတန်လည်းကလည်းဖျားသခင်ထံကိုကူပြောင်းသွားတယ်တမန်တော်28 7မှာမှောင်မိုက်မှာအလင်းတို့ကူးမြောက်ပြီးစာတန်အာနာထဲမှာဖျားသခင်ထံတော်သို့ပြောင်းလဲတော်အဖြစ်အပြစ်လွတ်ချင်းယေရှုကိုခံရတယ်ငယ်ရဲကလည်းကောင်းကင်နိုင်ငံတို့ကူပြောင်းခြင်းကိုရိုသဲခန်းကြီးတက်အငယ်ဆက်တော့မှာမောင်မိုက်တကူမှလည်းငါတို့ကိုနှုတ်ပြီးချစ်တော်မူသောသားတော်ဒီနိုင်ငံလေးတို့တွင်းတော်မူတယ်အဲ့တော့တကယ်တမ်းကျတော့ယေရှုခရစ်တော်ကိုယုံကြည်ခြင်းဟာ ခရိယဘာသာထဲမှာတွတ်သွင်းခံရတာမဟုတ်ပဲယောဂန်35ရယေရှုကိုယုံကြည်တော်သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရောက်ထာဝရတက်ကိုရမိကြောင်းဒါကြောင့်ယုံကြည်တယ်ဆိုတဲ့နေရာမှာကျွန်တော်ကလွယ်ပဲယုံလိုက်တာမဟုတ်ဘူးအဲ့ဒီပုပ်ကိုဟာသူဘာလုပ်ခဲ့တယ်ဒါ၄ရှိပါတယ်ဒါပေမဲ့စမ်းစာအနေနဲ့ကတော့ဒီလိုပဲပြောလိုက်တဲ့အခါမှာအဲ့ဒီဟာကိုကျွန်တော်ကပြန်ပြီးအ내ဖော်လို့အတွင်စရံကိုဖော်ယူရပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာခလေးအတွင်းနဲ့ဘလိုင်းယုံတာမဟုတ်ဖဲနဲ့စနစ်တကျနဲ့လေ့လာခဲ့တာပါ အဲ့တော့ယေရှုကိုယုံကြည်တော်သူအပေါင်းတို့ဒီထာဝရပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းကြီးအဲ့တော့ထာဝရအသက်ဆိုတာလည်းပဲအဲကျွန်တော်တို့အဆွေးနဲ့ပြောတာမဟုတ်ပါဘူးထာဝရအသက်ဆိုတာအသက်ဆိုတာသင်္ဘန်ရဲ့အဲ့တော့အစဉ်မြဲရှင်သန်တာအဲ့ဒီအစဉ်မြဲရှင်သန်တာမှာကျွန်တော်တို့ကသက်ကာယဒိဋ္ဌိသက်သာသာဒိဋ္ဌိမှာဟိုဘဝဒီဘဝဆွဲလို့ဒိဋ္ဌိတန်တဲ့နဲ့ပြောတာမဟုတ်ပဲအစဉ်မြဲရှင်သန်ရဲ့ဆိုတဲ့နေရာမှာဘာပဲလဲဆိုရင်မင်းသိမှုပါမင်းသိမှု ဒါကြောင့်ကျွန်တော်တို့အနေနဲ့နောက်တစ်ခါဆိုလို့ရှိရင်လည်းဒီလိုဆွေးနွေးတာတော့ပေါ့ပါတယ်။အဲဒါကြောင့်ကျွန်တော်လည်းပဲဆရာတို့ရှေ့ကအများကြီးပညာရတယ်။ဒါကျွန်တော်ကကြလည်းပဲကျွန်တော်တင်ပြခြင်းဟာကျွန်တော်ခံယူတာကျွန်တော်သိတာမဟုတ်ပါဘူး။ပမာကျမ်းစာထဲမှာပါတဲ့အကြောင်းအရာအချက်လက်တွေကိုကျွန်တော်ကဖတ်ပြီးတော့စဉ်းစားကြည့်ပတ်စီဒီဖွဲ့စည်းတည်ဆောက်မှုဟာဘုရားဘာသာအယောင်အော်ဝါဘုရားသာသနာပြတ်ပြောင်းအောင်မဟုတ်ခဲနဲ့ခုနလိုနော် တရားနဲ့အလန်းဝိရဲ့ဒီလေးအားလုံးဒုက္ခမရောက်ပါစေနဲ့နိဗ္ဗာန်ပြီးသောတရားကိုကြင်ကြံကြိုးစားအားမထုတ်နိုင်တဲ့လူတွေဘောဒုက္ခကလည်းလွတ်ပါစေဆိုပြီးမှန်ကန်တဲ့စေတနာနဲ့ကိုယ်သားပါဖြစ်ခဲ့ကိုယ်သမီးသားဖြစ်ခဲ့ကိုယ်အမေသားဖြစ်ခဲ့ကိုယ်အဖေသားဖြစ်ခဲ့ဒီတရားလေးဟာသူ့အတွက်အကျိုးရှိပါစေဆိုတာလေးပေါ့ဒါကြောင့်ကျေးဇူးအများကြီးတင်ပါတယ်အဲအဖေမလေးကသူ့ရဲ့ဆရာတော်ကြီးလည်းကျေးဇူးတင်ပါတယ်မမီးလည်းကျေးဇူးတင်ပါတယ် ဆက်နေကြည့်ကြမှာအဲ့ဒီကြည့်ကြမှာနောက်နောက်လည်းပဲကျွန်တော်ပေးရလို့သိစားစစ်စစ်လေးနဲ့စနေကြလေးလားကျွန်တော်ခေါ်ပြီးတော့လည်းအခုလိုမျိုးပုံပြတဲ့အောင်လို့ပုံပြီးစနေကြပါဒီတော့ပြောပါကျော်မင်းနဲ့ဆိုင်ပါကျေးဇူးများကြအားလုံးကြပါဆောင်းပါကြပါမင်္ဂလာရှိသောနေ့မင်္ဂလာရှိသောအချိန်အတော်များလဲပြန်မှန်းသွားတယ်။နော်တော်လေးပြန်မှန်းသွားတယ်။ချိုးစရယ်ညီးပါတယ်။ ဆိုတော့အတိတရားနဲ့လဲရတဲ့အချိန်ကိုတော့တန်ဖို့ရှိတယ်လို့မပြောနိုင်ဘူးနော်ပြောနိုင်ရင်တော့အတိတရားနဲ့လဲတော့တန်ဖို့မရှိဘူးလားရှိလားရှိပါလေဟိုအစားတော့တက်တက်ကြွားကြွားနောက်ကြတော့ဆိုတော့ဦးစင်းတော့ fresh ပေါ့သိတယ်မအချိန်နဲ့ဟိုဘာလို့တို့ချင်းငယ်တို့ချင်းနဲ့လည်းဖြစ်နေအောင်ဆိုတော့ကောင်းတော့ကိုကောင်းတယ်အဲဒီထဲမှာတော့ဒကာကြီးဦးစင်းလင်း yes ဆိုတော့ ့ဆန်လင်းလို့ခေါ်ဆယ်မျိုးအခုနားလည်းရှိပြအခုရဲမှလည်းပါမယ်အခုရိုက်နေသေးတာဟုတ်ကဲ့ဆိုတော့အခုဝေရိုက်တဲ့နယ်ပတ်သက်လို့ကျွန်တော်နည်းနည်းပြောချင်တယ်ရှားရဲ